အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမိတ်ဆွေတို့ကိုလောပြောပေးမယ့်ဗီဒီယိုလေးကတော့ဒီ Redmi အသုံးနဲ့မိတ်ဆွေတွေများအတွက် Redmi user တွေများအတွက်ကျွန်တော်တို့ရဲ့ဖုန်းကိုဒီ big power clock ကိုနှိပ်စရာမလိုဘဲနဲ့เนาะဒီလိုမျိုးနှိပ်စရာမလိုဘဲနဲ့เนาะကျွန်တော်တို့ရဲ့ power နှစ်ချက်ဒီဖုန်းရဲ့စက်ခွင်ကိုဖုန်းရဲ့စက်ခွင်ကို power နှစ်ချက်ဒီလက်နဲ့နှစ်ချက်ထောက်လိုက်ရင် power ပွင့်လာအောင်လုပ်နေရဲ့ဖုန်းရဲ့စက်ခွင်ကိုလက်နဲ့နှစ်ချက်ပြန်ထောက်နိုင်ရင် အမောပနီလေးကိုလောက်ပြပေးပါမယ်ဒါကတော့လွတ်မြေကြီးစာတွေများအတွက်ဖြစ်ပါတယ်တခြားပုံတွေလည်းရပါတယ်နော်โอเคတခြားပုံတွေကျွန်တော်ပြောတဲ့အတိုင်းလိုက်ချကြည့်လိုက်ပါအဲ့ဒါဆိုရင်တခြားပုံတွေလည်းအကုန်လုံးရပါတယ်ကျွန်တော်တို့ဘေးကခလုတ်ကိုနှက်နေရင်ပြဟုတ်တယ်မလားဒီ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 ဘောလုံးပတံကနာတတ်တယ်နော်နော်ဒီဖင်ကပ်လေးပတံကနာတတ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကအဲ့ဒီဘေးကခလုတ်ကိုဒီမျိုးနှိပ်စီရအောင်လို့ဝင်နေလည်းလည်းလျှက်ထောင်းမယ်နော်အဲ့ဒါဒီဘောင်ပုံရမယ်ပြီးရင်လည်းလည်းလျှက်ပြန်ထောင်းရင် ဟောပေးဆုံးโอเคအဲ့ဒါကျွန်တော်တို့ဆက်လိုက်ကြအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကမိတ်ဆွေတို့ကဒီနေရာမှာမိတ်ဆွေတို့ရဲ့ဖုန်းကိုပေါင်းဖုန်းပြီးသွားပြီဆိုတာနဲ့မိတ်ဆွေကဒီနေရာမှာမိတ်ဆွေရဲ့ဖုန်းနံပါတ်ပါတယ်စတင်နှစ်ကိုဝင်ပြလိုက်ပါစတင်နှစ်ကိုဝင်ပြလိုက်ပါโอเคဒီလိုမိတ်ဆွေစတင်နှစ်ကိုဝင်ပြလိုက်ပြီဆိုတာနဲ့မိတ်ဆွေဒီအပေါ်နေနေသူမဟုတ်အောက်ဒီအပေါ်ကိုချက်တင်လိုက်ပါကျွန်တော်မှတော့ဒီပုံအပေါ်နေနော်ဒီ loss ခွင့်ရတဲ့ညာလေးကိုထပ်နေပြလိုက်ပါ နော် log sequence တွေဒီ talk log မှာနည်းနည်းလေးဒီကောင်းလေးကိုထည့်နေပြီလေပါ Okay ကျွန်တော်ကတော့ parameter ဖြစ်လို့ဒီမှာဒီခါလေးဒီ parameter ပြနေပါတယ် Okay ဒီမှာ receipt to white ဆိုတာဒီကောင်းကလည်းပိုင်လာ receipt to white ဆိုတာတည်နေမယ်ကျွန်တော်တို့ကလည်းနှစ်ချက်တောင်းရေးပါအောင်ပွင့်လာမယ်နော် debited to white or turn off ဆိုတော့ဒီကောင်းလေးကတော့ဒီကောင်းလေးကတော့နည်းနည်းနှစ်ချက်အဲထောက်ရေးပြီးပိတ်သွားမယ်ဆိုတဲ့သဘောရတယ်ဒီလိုမျိုးတို့မှာဒီဖုန်းအတက်မှာဒီမျိုး ဘာမှမလုပ်ရသေးဘူးဆိုရင်တော့ဒီနှစ်ခုလေးကနော်ဒီ receipt to wine နဲ့ debited to wine on turn off လေးနေရာလေးကပိတ်နေပါမယ်ဒီလိုအဲ့လိုမျိုးပိတ်လို့ရှိရင် message တွေဒီကောင်းလေးကိုဒီကောင်ဖွင့်လိုက်ပါပြီးရင်ဒီကောင်ကိုဖွင့်လိုက်ပါနော်အဲ့ဒါဆိုရင် message တွေရဲ့ဖုန်းကို message တွေကဒီ power backlog ကို power button backlog ကိုနှိပ်စရာမလိုဘဲနဲ့ကျွန်တော်တို့ကဒီဖုန်းရဲ့မျက်နှာပြင်ကိုလည်းလည်း share ထောက်လာနဲ့ power ဖွင့်လာမယ်ပြီးရင်ဒီလည်းဖုန်းရဲ့မျက်နှာပြင်ကိုလည်းလည်းနှစ်ချက်ပြန်ထောက်ရင် power ပြန်ပြိတ်တော့မှာဖြစ်ပါတယ် မှာရှိတာနော်ကျွန်တော်ဆက်ရည်ရမယ်ဟုတ်လားဘယ်ပြီးရင်ကျွန်တော် power ဖွင့်လိုက်မယ်နော်ရှိတာဒီဖွင့်လာပါပြီပြီးရင်မိတ်ဆွေဒါလေးကို power နှစ်ချက်ပြန်ဖွင့်လိုက်လဲလဲချက်ဒီဖွင့်ရစက်ဖင်ကိုလဲလဲနှစ်ချက်ပြန်ထောက်ဖွင့်လိုက်နော်အဲ့အဲ့ဒါဆိုရင်ကိုယ့်ရဖုန်းကအရင်ဘယ်လိုပြောလို့ပြောမလဲဗျာဘယ်လိုပြောမလဲဆိုရင်တော့ဒီ power button တက်လာတာပေါ့ဗျာနော်ကျွန်တော်တို့ကနှိပ်ဖွင့်နှိပ်ဖွင့်လုပ်နေရတယ်ဒါကောင်လေးပြတ်တက်တယ်လေနော်ပြတ်တက်တယ်နေပေါ့နော်အဲ့ကြောင့်မိတ်ဆွေတို့ကအဲ့လိုမျိုးမသုံးဝင်နဲ့ကျွန်တော်တို့ကဒီ data power ပဒံကိုမနှိပ်ရနဲ့ကျွန်တော်တို့ကလည်းဒီခွင့်ရဆက်ခွင့်ကိုလည်းနှစ်ချက်ထောက်မယ်။ဟောပွင့်လာမယ်။ပြီးရင်ကိုယ့်ရဲ့ဖွင့်ဆက်ခွင့်ကိုလည်းနှစ်ချက်ပြန်ထောက်လိုက်ရင်ဟောပိတ်သွားတာဖြစ်ပါလေ။ Okay ဒါလေးကတော့မိတ်ဆွေတို့ဒီလက်မီယူစာဒီဖုန်းဖုန်းထဲမှာပါပါလေဗျာနော်။ဘယ်လိုမျိုးလဲပါကြပါလေ။ Vivo တို့ Samsung တို့လက်မီတို့နော်။ဒီ Vivo ဒီ Vivo တို့ Oppo တို့မှာပါပါလေနော်။ကျွန်တော်ပြောတဲ့အတိုင်းမိတ်ဆွေဒီ setting ကိုဝင်မယ်။မင်း ဒီ Redmi ဖုန်းမှာတော့ဒီ lock screen ပဲမှာပါတယ်နော်ဒီ Vivo တို့ Vivo ဖုန်းတို့မှာကြာရင်တော့ဘယ်မှာပါလဲဆိုတော့အဲ့ brightness display လို့ဝင်နေတယ်မှာပါလဲနော်ပြီးရင်ဒီ lock screen ကိုဝင်မယ်နော်ပြီးရင်ဒီ reset to white နော် reset to white နော်ပြီးရင် double tap to white on turn off ဆိုတဲ့ဒီနေကောင်လေးဖွင့်ပြလိုက်ပါအဲ့ဒါဆိုရင် mic ဆီဖုန်းကဒီကိုယ်ရင်ဖုန်းရင်းမျက်နှာပြင်ကိုနည်းနည်းနှစ်ချက်ထောင်းရင်ဘာလို့ပွင့်မယ်ပြီးရင်ဖုန်းရင်းမျက်နှာပြင်ကိုနည်းနည်းနှစ်ချက်ပြန် နေ့နေ့ရှင်းပြန်ပြီးဒီထောက်လင်းရင်ပါဝါပြန်ပြီးပြည့်ရပါမယ်ဗျာโอเคဒါလေးကတော့ LME user တွေများအတွက်เนาะဖုန်းနဲ့လိုလိုပါရပါတယ်မိတ်ဆွေတို့မသိသေးတဲ့မိတ်ဆွေတွေများတက်ပြန်ပြီး sharing လုပ်ပေးရရှိသေးပါတယ်โอเคအဲ့ဒါရှင်မိတ်ဆွေတို့အားလုံးပဲပါ